ဂေါတမနှစ်ဖူးပေါ်ကစင်တူးကမြန်မာအမှတ်တစ်စိတ်လားတဲ့အဲ့ဒါပဲမြတ်စွာဘုရားရဲ့နှစ်ဖူးပေါ်ကအမှတ်ကိုတွေ့တာနဲ့ပဲကလားလို့ထင်တဲ့သူတွေကထင်နော်ဒီနှစ်ဖူးပေါ်ကအစက်ကကလားအမှတ်တစ်စိတ်မဟုတ်ဘူးဗျနော်အုံနှလုံးမွေးရှင်လို့ခေါ်တယ်ထပ်ပြောမယ်ဘုန်းတော်ဗုဒ္ဓဘာသာ ောရမမြတ်စွာဘုရားဆိုတဲ့အိန္ဒိယနယ်ပေါ်ကလားစစ်စစ်ကိုကိုးကွယ်တာဂောရမမြတ်စွာဘုရားဒီမြန်မာနိုင်ငံသားမဟုတ်ဘူးသူဒီနိုင်ငံသား FRC တယောက်ဖြစ်တယ်ဒီဗီဒီယိုဖိုင်ကကြားခဲ့ပါပြီနော်အဲ့ဒါကိုတချို့ကအစ်စ်လုပ်ပြီးပြန်တင်နေတာတွေ့လို့ဦးစင်ပြောပြချင်တာပါမြတ်စွာဘုရားလက်ထက်ကခတ္တိယဗျမနဝိတ္တတုဒ္ဒဆိုပြီးအမျိုးလေးမျိုးရှိပါတယ်မြတ်စွာဘုရားက ခတ္တိယအမျိုးပါ ဆိုပါအမျိုးလေးမျိုးထဲမှာဗြမဏဆိုတာပါပါတယ်ဗြမဏဆိုတာပုံနာအမျိုးကို၎င်းဟိန္ဒူအမျိုးကို၎င်းခေါ်ဆိုတာပါဒီကနေ့ကအမ္ပထသုံးမှာမြတ်စွာဘုရားကခရိယအမျိုးသည်တခင်မျိုးဖြစ်၍ဗြမဏအမျိုးသည်ကျုံမျိုးဖြစ်ကြောင်းထုတ်ဖော်ဟောကြားလိုက်တဲ့အတွက်အမ္ပထဟာရှုံးနိမ့်သွားပါတယ်အဲ့ဒါကိုကြည်သောအဖြစ်မြတ်စွာဘုရားသည်ဟိန္ဒူဗြမဏအမျိုးမဟုတ်ပဲခရိယအမျိုးဆိုတာထင်ရှားပါတယ်ဒါကြောင့်မြတ်စွာဘုရားသည်ကလားမဟုတ်ပါဘူးခတိယအမျိုးဖြစ်ပါတယ်เนาะ ဒီမန့်ကမြတ်စွာဘုရားကိုကလားလို့ပြောတဲ့အတွက်ကြောင့်ကလားမဟုတ်ကြောင်းသူစဉ်ဖြည့်ရှင်းပြီးပြောထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်သူကဗာမှန်ထားတာလဲဆိုရင်ဥစဉ်ဒီအန်လီစစ်ကြည်ရဲ့လားတဲ့အဲ့ဒီအချက်ကိုဥစဉ်ကရေးချင်းတာနော်မြတ်စွာဘုရားကပြိဋိဘံဆံသွားပြီးဖြစ်တဲ့အတွက်ကြောင့်လောကထဲမှာမရှိတော့ဘူးအဲ့ဒီလိုလောကထဲမှာမရှိတော့တဲ့ပုဂ္ဂိုလ်မြတ်တယောက်ကိုဒီအန်လီစစ်ကြည်မယ်လို့ပြောတာဟာတော်ရုံအယူပြောတာတော့မဖြစ်နိုင်ဘူး တော်တော်ခအောင်ယူနေတဲ့အယူပြောတာပဲဖြစ်မယ်နော်လောကထဲမှာမရှိတော့တဲ့ပုံကွမြတ်တယောက်ကိုဒီအန်လေးစိတ်ကြည်ကျင်တယ်ဆိုရင်တော့တမလွန်လိုက်သွားပေါ့နော်ဂေါရမဗမာပွင့်တာလည်းထက်ပြောအောင်လေအိန္ဒိယနယ်ပါမဟုတ်ရင်မြန်မာနိုင်ငံသားလားတဲ့ဒါဆိုရင်ဥစဉ်ကလည်းပြန်မေးပါရစေအိန္ဒိယနိုင်ငံမှာမွေတိုင်းကလားဖြစ်ရမယ်ဆိုရင်အခုအိန္ဒိယနိုင်ငံမှာရှိတဲ့လူတွေအားလုံးဟာတယောက်မကြံကလားတွေကြီးပဲလားမြန်မာနိုင်ငံမှာမွေးတဲ့ကလားကရော မြန်မာနိုင်ငံမှာမွေးတာနဲ့ပဲမြန်မာလူမျိုးဖြစ်သွားရောလားဟွန်းတိတိချာချာလေ့လာပြီးမှပြောပါရမ်းမပြောပါနဲ့နော်ဂေါရမမြန်မာပြည်ရောက်ဖို့တဲ့အထောက်အထားလေးပြောပေးပါဦးတဲ့ဥပရိပါဏာသပါဠိတော်မှာအရှင်ဘုံနာမထေရပြဖိမှုကြောင့်မြတ်စွာဘုရားဟာပုဏ္ဏပရန္တအတိုင်းဝါနေဇရွာကိုကြွားဖို့တယ်လို့ဆိုတယ်အဲ့ဒီပုဏ္ဏပရန္တအတိုင်းဝါနေဇရွာဟာယနေ့ခေတ်ဆိုရင်မြန်မာနိုင်ငံဤစကိုင်းအရေးဖြစ်တယ်လို့စာပေပညာရှင်များကဆိုထားတယ်နော် မပိုင်ရှင်ကအထောက်ထားနဲ့ပြောပါဆိုလို့ဦးစင်ကအထောက်ထားနဲ့ပြောလိုက်တာပါနော်ဂေါတမနှစ်ဖူးဘော်ကစင်လူကမြန်မာအမှတ်တစိတ်လားတဲ့အဲ့ဒါပဲမြတ်စွာဘုရားရဲ့နှစ်ဖူးဘော်ကအမှတ်ကိုတွေ့တာနဲ့ပဲကလားလို့ထင်တဲ့သူတွေကထင်နော်ဦးစင်တို့ဗုဒ္ဓဘာသာဝင်တွေအဲမှာတော့မှအဲ့ဒီနှစ်ဖူးဘော်ကအဆက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကိုကလားလို့ထင်တဲ့လူတွေရှိတယ်အဲ့ဒီနှစ်ဖူးဘော်ကအဆက်ကကလားအမှတ်တစိတ်မဟုတ်ဘူးဗျနော်အုံနှလုံးမွေးရှင်လို့ခေါ်တယ် ဆွဲဆန့်လိုက်မယ်ဆိုရင်အတောင်ခန့်ရှိတယ်နော်သူ့ဘာသာသူနေမယ်ဆိုရင်လက်ရည်ခွေပြီးတော့အဝိုင်းပုံစံလေးဖြစ်နေတာအဲ့ဒီပင်ကေတာကလူတိုင်းမှာမရှိဘူး30တဘုံမှာအမျက်ဆုံးဖြစ်တဲ့ယောက်ျားကောင်းယောက်ျားမြတ်တယောက်မှာပဲရှိတယ်နော်မြတ်စွာဘုရားလက်ထက်တုန်းကယောက်ျားကောင်းယောက်ျားမြတ်တွေကိုရွေးချယ်မယ်ဆိုရင်အဲ့ဒီအချက်ကိုကြည့်ပြီးတော့ရွေးချယ်တာနော်ဒါကြောင့်နှစ်ဖူးပေါ်ကအမှတ်ကိုမြင်တာနဲ့ပဲကလားလို့မထင်ပါနဲ့အဲ့ဒီလိုထင်တာဟာကိုဘဟုတုတမရှိကြောင်းချက်ပြရာရောက်ပါတယ်နော် ဒါကြောင့်မြတ်စွာဘုရားသည်ကလာလာခရိယအနယ်လားဆိုတာသိအောင်အရင်ဆုံးလေ့လာပါပြီးမှဥစဉ်အကောက်ထဲကိုလာရေးပါအထောက်ထားမရှိဘဲနဲ့ပုတ်ပန်း၄၀ဒီမရေးပါနဲ့နော်ယူသေးစွာမေးလျှောက်အပ်ပါတယ်မြမမင်းကိုယ်တည်းကိုမာနဲ့ဝင်ပူးလို့ရပါသလားတဲ့အဲ့ဒီမိခွန်းကိုဥစဉ်တစ်ခါတုန်းကမှားပြီးဖြေဘူးပါတယ်မှားဖြေရတဲ့အကြောင်းရင်းကလည်းပဲစတက်ပေတဲ့နာမည်ကြီးဆရာတော်တစ်ပါးကမြမမင်းကိုယ်တည်းကိုမာနဲ့ဝင်ပူးတာနဲ့ပတ်သက်ပြီးတော့ နတ်တွေကမြမာတွေကိုမြင်ရဖို့မဆိုထားနဲ့မြမာအချင်းချင်းတောင်မှအောက်အောက်ကမြမာတွေက အထက်အထက်ကမြမာကြီးတွေကိုမတွေ့ရဘူးအထက်အထက်ကမြမာကြီးတွေကသာအောက်အောက်ကမြမာတွေကိုတွေ့ရပြီးတော့အထက်ကမြမာကြီးတွေကအောက်ကမြမာငယ်တွေကိုမြင်ရအောင်ဖန်ဆင်းပြမှသာအောက်ကမြမာတွေက အထက်ကမြမာကြီးတွေကိုတွေ့ရတယ်လို့ဟောကြားပါတယ်အဲ့ဒါကို နားကြားလိုက်ရတဲ့အခါမှာဦးစင်ကဖြစ်နိုင်တယ်ဆိုပြီးတော့မြမာမင်းကိုယ်တည်းကိုမာနဲ့ဝင်ပူတာမဟုတ်ဘူးလို့ဖြေမိပါတယ်နော် နောက်တော့တန်တရားဖြစ်လို့ပြိတ္တကတ်ကိုပြန်ပြီးလေ့လာကြည့်တဲ့အခါမှာဗမာရဲ့ကိုယ်တဲကိုမာနဲ့ဝင်ပူးတာတွတ်တွေ့ပါတယ်ဗမာတွတ်တွေ့တာလဲဆိုလို့ရှိရင်မိသိမနေကေဘူလပါဏာတပါဠိတော်သုလယမကဝတ်ဗမာနိမန်တဏိကတို့မှာတွတ်တွေ့တာပါဗမာမင်းကိုယ်တဲကိုမာနဲ့ဝင်ပူးတယ်ဆိုလို့အကဗမာကြီးရဲ့ကိုယ်တဲကိုဝင်ပူးတာမဟုတ်ပါဘူးနော်အလိုအကျွေးဖြစ်တဲ့ဗမာပါဠိသစ္စာဗမာကိုဝင်ပူးတာပါဒါကြောင့်ဖះဟောကြံကံအရာ မြန်မာမင်းရဲ့ကိုယ်တည်းကိုမနဲ့ဝင်ပူးလို့ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်နော်ညာကလိုင်းလွင်နေတယ်လေတာသနာကလည်းတနေ့ကွယ်မှာပဲတဲ့ဘာကြောင့်အပင်ပန်းခံပြီးတော့ဆောက်ရှောက်နေကြတာလေတဲ့ဖះဟောတဲ့ထဲမှာတပ်ပေတင်ခါတာအနိစ္စပဲတဲ့အဲ့ဒါနဲ့ဦးဒင်းကပြန်ဖြေတာပေါ့တကာကြီးတဲ့တနေ့တေးမှာပဲဘာကြောင့်ဟိုသမင်းတွေစားပြီးတော့အာဟာရမျက်တောင်းလုပ်ပြီးတော့အသက်ရှိအောင်နေလဲလို့ပြောလိုက်တယ်ပေါ့နော် တန်းဖြေတာပေါ့ဥဒ္ဓနုကသာသနာကိုတောက်လျှောက်တယ်ဆိုတာကကျတော့ဥဒ္ဓနုသာသနာတနည်းကွဲမယ်ဆိုတာကတည်တယ်လက်ခံတယ်နည်းနည်းကြကြတည်လေသူတွေတည်တရားကိုကြကြနာရလीပဲအဲ့ဒီမှာ သူတို့ကဟိုပါရမီကြီးနေပါသေးတို့တရားမြတ်ဘူးဆိုရင်တော့မှသူတို့မှဝါသနာဘာကိယပါသွားကောအဓိကဝါသနာဘာကိယအကျိုးအတွက်ပါပဲနော် အကယ်၍တံဝေကအာဇီတပုဂ္ဂိုလ်ကတော့တရားအထုတ်ရမှာပေါ့ပုံမှန်သူသူရှိရင်တော့ဝါသနာဘာကိယကြာဖူးနာဝါလေးရှိတယ်ဆိုရင်တော့မှကျင့်တဲ့ဥဒင်းဘာကြောင့်ဒီလိုပြောတတ်လဲဆိုလို့ရှိရင်မေတ္တာပြကအဲ့ဒီပုံနာနေများများကိုတရားဟောမှာဟောမဲ့အခါမှာဘယ်လိုဟောရင်ကောင်းမလဲဆိုပြီးတော့အတိတ်ကိုပြန်လည်နဲ့ကြည့်တဲ့အခါမှာသူတို့ကဟိုအရင်ကပွင့်ခဲ့တဲ့ဖျားလက်ထက်မှာပေါ့နာမဟုပါဆိုတဲ့သကလုံးလေးသူကြာဖူးတယ်နော် နာမဥပါဆိုတဲ့သက္ကလုံးမကြဘူးတာအဲ့ဒါကိုထောက်ပြီးတော့တပည့်ကအဲ့ဒီပုံနာလေးများများကိုနာမဥပါဆိုတဲ့သက္ကလုံးနဲ့ပဲတရားပြန်ဟောတာအနာကံဆက်ရောက်ပါတယ်အဲ့လိုဒီပေါ့နော်ဦးဇင်းတို့အခုဟောတယ်ပြောတယ်ရေးတယ်ဒီလူတွေတရားသိချင်မှသိနိုင်မယ်တရားရှင်မှရလိမ့်မယ်သို့တော့သူတို့မှဝါသနာဘကိယဆိုတဲ့တတိပါပါသွားသိချင်တာပေါ့ ဥရောပဘောလုံးလောကမှာဗုဒ္ဓဘာသာကူးကွယ်တဲ့နာမည်ကြီးပြီးထင်ရှားတဲ့ကစားသမားတစ်ဦးရှိခဲ့ပါတယ်။သူကတော့အီတလီနိုင်ငံသားကြီးရောဘတ်တိုဘက်ဂျီယိုပါပဲ။ဂျူဗက်သူကတော့ဒုက္ခဒုက္ခတုံးကအရန်ကိုကောင်းတဲ့ရောဘတ်တိုဘက်ဂျီယိုပါ။သူကဗုဒ္ဓဘာသာကူးကွယ်တယ်ပေါ့။အစကတော့မယုဖလာခရိယန်ဘာသာပေါ့။နောက်ပိုင်းသူတန်ရာလေးအရန်ရတဲ့အခါမှာပေါ့။ဗုဒ္ဓဘာသာအဖြစ်သူတုံးငင်းနေတဲ့ဒီဗုဒ္ဓရဲ့တကလုံးတွေရတော်တွေကိုသူက နာကြရတယ်အဲ့ဒီမှာသူကဒုက္ခသူကရင်ဆိုင်ရမယ်ရှောင်ပြေမဟုတ်ဘူးဆိုတော့မသိဘူးလေဘုရားပြေးတယ်တဲ့အဲ့ဒါသူကကြိုက်ပြီးတော့ဘုရားဘာသာကိုကိုွယ်တယ်ဖြစ်ပါတယ်ဒီလိုနမကြီးပုဂ္ဂိုလ်ကဘုရားဘာသာကိုကိုွယ်တဲ့အခါကျတော့သူ့ကိုအားကြပြီးလိုက်ပြီးဘုရားဘာကိုကိုွယ်တယ်လို့အများကြီးရှိသွားတာအီတလီမှာလေနေလားတနေ့တနေ့ကိုမနေဘူးပြောင်းတာဘုရားဘာသာကိုသူကြောင့်လဲ အီတလီမှာဗုဒ္ဓဘာသာဥယျာဉ်တွေများလည်းပါတာပေါ့နော်တနေ့တနေ့ပြောင်းတာများတဲ့အခါကျတော့သူ့ကိုပုံရပုံရမင်းတော့တားတယ်ကိုယ်ခွဲ့ခြင်းမင်းကမင်းကိုယ်ခွဲ့ပါကွာတဲ့လူတွေကိုလိုက်မပြောပါနဲ့တဲ့